အားလုံးပဲမင်္ဂလာပါခင်ဗျာယခုတစ်ခေါက်ဖတ်ပြချင်တဲ့ဇာတ်လမ်းလေးကတော့ဆရာကြီးတကုံရွှေမြဘာသာပြန်ထားတဲ့မြောက်တရခန်ဆိုတဲ့ဝိတ္ထုဇာတ်လမ်းလေးကိုဖတ်ပြပြီးတော့မှဖြစ်ပါတယ်ခင်ဗျာမြောက်တရခန်မော်ရိုကိုနိုင်ငံဒီအာဖရိကတိုက်အနောက်မြောက်ပိုင်းတွင်မြောက်ဘက်မှမြေထဲပင်လေကိုမျက်နှာမူလည်းတည်ရှိ၏ယင်းနိုင်ငံကိုတဲ့ပြင်တဲ့ပိုင်စုံနှင့်စပိန်ပိုင်စုံ နှင့်၃ တန်ကြီးရားကို အပိပိဆိုင်ရာဇုံဟူ၍ခွဲခြားထားလေသည်ကက်ဆလာဘန်ကားမြို့မှ မိုင်ပေါင်း150ခန့်ဝေသော နေရာတွင် မက်ဂနီမြို့တည်ရှိလေသည်ထိုမြို့တွင်လွန်ခဲ့သောနှစ်ပေါင်းများစွာကအာရက်လူမျိုးတို့အနိုင်ရ၍အုပ်ချုပ်ဆိုးမိုးလျက်ရှိစဉ်ရန်သူများအာခုခံရန်နှင့်၎င်းတို့အလွယ်တကူမဝေနိုင်စေရန်တမိုင်ခန့်ရှိလာသည့်အုတ်တရိုင်းကြီးများ မျော်စင်ကြီးများတနက်ပြည့်ရန်ဂရုများကိုကြီးကျယ်ခမ်းနားစွာတည်ဆောက်ထားခဲ့လေသည်ထို့သို့တည်ဆောက်ရမှာလေလူသားမန်တို့လှုပ်အားဖြင့်လှပောင်းနှစ်ပောင်းများစွာတည်ဆောက်ခဲ့ရလေသည်ရင်းတိုင်းကြီးများ၏အပြင်ဖက်၌ကကုံပစ္စည်းရောင်းဝယ်များစီကားလက်ရှိ၏ပြင်သစ်ပိုင်မဂနီမြို့တီလွန်ခဲ့သောနှစ်ပေါင်း90ခန့်ကဆောက်လုပ်ခဲ့သောမြို့ဟောင်းတစ်မြို့ဖြစ်ပြီးလင်း နှက်ဆိုင်သောတောင်ကြားလမ်းများကို အပေါ်မှစီး၍မြန်နံသည့်တောင်ကုန်းတစ်ခုပေါ်တွင်တည်ရှိ။ထိုမြို့မှာကျေပြန့်တန့်ရှင်း၍လေကောင်းလေတန့်ရသောအရက်လေဖြစ်ရာလူကုန်ထံကဘာလက်ခီးသည်များတဲခုနိုင်ရန်အတွက်ဟိုတယ်ကြီးများတည်ရှိလေသည်။ကျွန်ုပ်မှာကဘာလက်ခီးသည်ကြီးများကဲ့သို့ငွေကုန်ကြေးကြမခံနိုင်ပေကျောပုတ်အိတ်တလုံးကိုလွေကတကူတဲ့သွားရသူခီးသွားတယောက်ဖြစ်သည့်အချိန် ရာဘတ်မြို့မှမိတ်ဆွေတယောက်ဤကားကြောင့်ဖြစ် စီးနင်းလိုက်ပါလာခဲ့ရလေ၏ကျွန်ုပ်တို့ကားမှာတနာယီလင်းမိုင်60နှုန်းဖြင့်မောင်းခဲ့ရာ3နာရီမြောက်မှကြာမီကျွန်ုပ်တို့ကားသည်ပြင်တဲ့ပိုင်စုံအတွင်းသို့ရောက်ရှိလာ၏ကျွန်ုပ်ရောက်ရှိသောအချိန်မှာမှောင်စပြုပြီးဖြစ်၍အိမ်များမှာမိများပင်ထွန်းချင်းလက်ရှိနေလေပြီကျွန်ုပ်ရောက်ရှိသွားသောအရက်တွင်ဟိုတယ်များလည်းမရှိသဖြင့် တဲကိုရန်နှင့်စားသောက်နေထိုင်ရန် အတော်ပင်ခဲရင်လက်ရှိ၏ကျွန်ုပ်မှာငွေကြေးလုံလောက်စွာမပါခဲ့သည့်ပြင်ကျွန်ုပ်၏ဝတ်စားများမှလည်းဟောင်းနှံပေးချန်လက်ရှိသည့်ဖြစ်ခန်းနာတော်ဟိုတယ်ကြီးများတွင်တို့မဝင်နိုင်ခဲ့ကြဝင်ရန်လည်းမသင့်လျော်လာပြီတို့နှင့်ကျွန်ုပ်လည်းအပြင်တွင်တင့်လျော်သည့်နေရာတစ်နေရာရာကိုအိတ်ဆက်ရန်ရှာဖွေရပြီတော်မူအပြင်၌ကလေသည်ခက်ကြမ်းကြမ်းတိုက်ခတ်လျက်ရှိရာ စီးနှင်းများကလည်းကြာရောက်လျက်ရှိသည့်ဖြစ်အလွန်အေးချမ်းလျက်ရှိ။ထိုအချိန်တွင်အတလက်တောင်တန်းများပေါ်၌မူစီးနှင်းများသည်ဆယ်ပေအထိပင် ထူထပ်လျက်ရှိနေ၏။ဤများလောက်ချမ်းဤသောညတညာ၌လေလုံးမုန်းလုံးနေရာတစ်ခုကိုမတွေ့လည်းမဖြစ်ပေ။လမ်းဆောင်ရဲရာရှိတဦး၏ပြောပြချက်ရအာရက်လူမျိုးများနေထိုင်သည့်အရက်တွင်ကျွန်ုပ်နှင့်တင့်လျော်မိဟိုတယ်လေးများရှိကြောင်းသိရလေ၏။ သူနှင့်သူညွန်ပြားဒီတိုင်း15မိနစ်ခန့်ရှောက်သွားမိတော့ခါညအချိန်တွင်အယောင်းဝဲလှုပ်သည့်ဈေးလေးတစ်ခုကိုတွေ့ရလေ၏ထိုနေ့၌ကအာရက်မျိုးသားများနှင့်နေ့ချိန်၌ပူပြင်း၍အိမ်ပြင်တို့မထွက်သောအာရက်မျိုးသမီးများပါပစ္စည်းအမျိုးမျိုးကိုရောင်းဝယ်ဖောက်ကားလျက်ရှိသည်ကိုတွေ့ရလေ၏ဈေးကိုကျော်လွန်၍သွားသောအခါလမ်းကျဉ်းလေးတစ်ခုသို့ရောက်သွား၍မိမ့်မိန်သောမိရင်တစ်ခုမှမိရောင်အောက်တွင် ဟိုတယ်ဟုဆွဲထားသောဆိုင်းဘုတ်လေးတစ်ခုကိုမြင်လိုက်ရသည့်ဖြင့်ကျွန်ုပ်လည်းစုံစမ်းရင်တကားပေါက်မှဝင်သွား၏ဟိုတယ်တွင်တော့ဝင်သည့်တကားပေါက်နှင့်တကွရှောက်သွားရတော့ဈင်းချက်မှာအတော်ပင်တန့်ရတန့်ရှင်၍တနင်္လာတွင် လူကြီးတယောက်ထိုင်နေသည်ကိုတွေ့ရလေ၏ထိုလူကြီးမှာဒူးစစ်အောက်တွင်ခွဲထားသောအင်းကြီးဖြူအရှိကြီးကိုဖိုးယိုးဖားရောက်ဝတ်ထား၍မျက်နှာပေါက်မှာအာရနှင့်ပြင်တဲ့ကပြားတယောက်ဖြစ်သည်ဟုကျွန်ုပ်ထင်မိ၏ ၎င်း၏ခြေတွင်ခြေညက်ဖနှက်ကိုစီးထား၍ဥကောင်းတွင် first ကိုသားမွေးဖြင့်ပြုလုပ်သည့်အုတ်ထုပ်အမာသလုံးကိုစောင်းထားလေသည်သူဒီငှား၍နေရာမှကျွန်ုပ်ဝင်လာသည့်ဖြင့်နိုးလာဟန်သူ၏ကျွန်ုပ်ကတညတာတဲကိုခွင်းနှင့်အစားသောအတွက်အဖိုးသားနာကိုမြင်မြင်ရာသူဒီကျွန်ုပ်၏မျက်နှာကိုကြည့်ပြီးနောက်သူ၏အဖြေမှာကျွန်ုပ်ပေးနိုင်စွမ်းရှိသောအဖိုးနှုံထားပင်ဖြစ်လေသည်ထို့နောက်တကားဆောင်သည်ကျွန်ုပ်အားခေါ်သွားသည့်ဖြင့် ၎င်းနောက်မှလိုက်ပါသွားရ၏ပထမအထပ်သို့တက်ခဲ့ပြီးနောက်ဝရန်တာများပတ်လည်ဝိုင်းထားသည့်စီတန်းလက်ရှိသော အခန်းများသို့ရောက်လာရာတကားဆောင်သည် အခန်းတစ်ခုကိုတော့ဖွင့်ပြီးနောက်မိခလုတ်ကိုလည်းဖွင့်လိုက်လေသည်ဟိုတယ်ဟုပင်ခေါ်ရတော့လေအဆောင်ကြီးမှာပစ္စည်းဥစ္စာကုန်လုံးကျွဲဝသော အာရတ်တထေကြီးသူ၏အိမ်ကြီးပင်ဖြစ်လေသလိုမပြောတတ်ပြီကျွန်ုပ်၏ကြောမှကြောဘိုးအိတ်ကိုအခန်းထဲတွင်ချထားလိုက်ပြီးနောက် ်အခန်းကြီးခြေနေကို ကြည့်ရှုလက်ရှိစဉ်အခန်းဆောင်သည်လက်မနှင့်လက်တရွေကိုဖျောက်ခနဲ့အတံမီအောင်လက်ဖျောက်တီးလိုက်ပြီးနောက်လက်ဝါးခံလက်ရှိရာရင်းအပြုတ်မှုမှာကျွန်တော်၏ခန်းခါကိုကြိုတင်တောင်းချင်းပင်ဖြစ်လေသည်အခန်းခါပေးလိုက်ပြီးနောက်ကျွန်ုပ်စားရသော အစားများမှာအာရက်လူမျိုးတို့စားသည့်ပေါင်မုတ်များ လိန်မော်တီးနှင့်စွန်ပလွန်တီးများဖြစ်၏ထို့နောက်အချိန်အတန်ငယ်စိုးရီးသည့်နှင့် မိများထိန်လင်းစွာထွန်းညှိထားသည့်ဈေးဘက်သို့လျှောက်ခဲ့ရာ ထိုအချိန်မှာအယောင်းအဝယ်အစီကားဆုံးချိန်ပင်ဖြစ်လေသည်လမ်းတလမ်း၌တရာခန့်များရှိသော အချုပ်တမများသည်ပုံပန်းကြနာခြင်းမရှိသောအာရတ်အဝတ်အစားများကိုအချုပ်ဆက်များဖြင့်တဝုံဝုံချုပ်လုပ်လျက်ရှိနေကြ၏ဆက်လက်လျှောက်သွားပြန်ရာငွေပဒိန်နှင့်ရွှေပဒိန်တမများသည်လမ်းတစ်ဖက်တစ်ချက်တွင်လက်ကောက်ပဒီနှစ်ထောင်များကို ၎င်းတို့ပဒိန်ကရိယာများဖြင့်ပုံအမျိုးမျိုးရိုက်ခတ်ထုလုပ်လေရှိကြ၏ရွှေထည်ငွေထည်မျိုးမျိုးကိုပေးပေါ်တင်တင်ကပုံကြအောင်ထုလုပ်လေရှိနေကြ၏တနင်္လာတွင်အဝိအထေရက်သော အမျိုးသမီးများသည်ဆေးရောင်ဆိုးထားသည့်အဝိများကိုပုံစံမျိုးမျိုးဖျက်တောက်ချုပ်လုပ်လေရှိနေကြ၏ဤများလောက်ရှုပ်ရှက်ခတ်နေသည့်အတွင်း၌ပင်လူငယ်လူရွယ်ဈေးတဲ့ကလေးများသည် လေးတောင့်လင်ပန်းများကိုလေပင်းတွင်ကျိုးနေတိုင်းကတကြားလုံးနှင့်အချို့အချင်းမျိုးမျိုးကိုဟဲ့အော်ရောင်းချလျက်ရှိနေ၏အချို့နေရာ၌ခရီးတဲ့နှင့်ဈေးတဲ့အချို့တို့သည်ဝင်တင်လာများကိုဆဲကစီကားသောလူအုပ်ကြီးတဲ့တွင် ထိုမှဤမှဖြတ်တန်းလျက်ရှိနေကြ၏ဤသို့ရှုပ်ရှက်ခက်ရှိနေသည့်အတွင်း၌ပင်သံတောင်းစားများကလည်းဖျားကိုတိုင်တယ်က၎င်းတို့၏ခွက်များကို ထိုးကမြောက်ကဟဲ့အော်တောင်းရမ်းလျက်ရှိနေကြ၏ အယောင်းဝဲထူထပ်သောနေရာ၏နဘေးများ၌ကအလွန်ကြွေကောက်သောလမ်းကလေးများရှိ၍ထိုလမ်းများမှသွားတော့ကအာရက်လူမျိုးတို့နေထိုင်သည့်ရက်ွက်ရှိ၏ထိုရက်ွက်ရှိလမ်းလေးများမှာမိများလောက်ကြွေကောက်နေပါသည်ဆိုပါမူရက်ွက်လေတို့ ရောက်သောအခါတွင် အထူးသဖြင့်ညအချိန်များတွင်မိမိလာသောလမ်းသို့ပြန်ထွက်ရင်သင်းမောအိမ်မြောင်နှင့်ပင်ခြား၍တိုင်းတော်လေနေရာမှန်ကိုပြန်၍မရောက်နိုင်သလောက်ရှုပ်ထွေးပွေလီလာပြီသည် တစိမ်းတယောက်လာ၍မေးလင် အမှန်ကိုမပြောဘဲလှီလွယ်ပြောဆိုတတ်သည့်ဖြစ်ထိုအချက်မှာအာရတ်လူမျိုးတို့တွင်နဂိုဘီဇာကပင် အထုံပါတကဲ့သို့ဖြစ်တော်လေ၏တစိမ်းတယောက်လမ်းလျှောက်သွားတော့ခါသူတို့သည်ခေါင်းမီးခြုံတွင်မှမျက်လုံးကလေးများသာပေါ်လျက်၎င်းတို့အားလမ်းပြရန်မေးမြန်းသောအခါမမှန်သောလမ်းများကိုသာညွန်ပြပြောဆိုတတ်လေသည်ကျွန်ုပ်မှာရခင်ကပင်အတွေ့အကြုံရှိသည့်ဖြစ် ထိုနေရာမှချက်ချင်းပင်ဈေးဘက်သို့ပြန်၍လှည့်ခဲ့လေ။ဈေးဘက်သို့လျှောက်လာစဉ်မြောက်ကလေးတကောင်ကိုတန်ချိုးပစ်ချီနှောင်ကမြောက်ပွဲပြနေသောလူတစ်ယောက်ကိုတွေ့ရ၏။ထိုသူကမြောက်ကလေးအားတစုံတရာအမိန့်ပေးလိုက်လင်မြောက်ကလေးသည်ဂျွန်းပြစ်၏။အုံးပင်ဆိုင်၏တုတ်တချောင်းပေါ်သို့တက်ပြီးလင်မှတ်တပ်ရက်ပြ၏။လမ်းသွားလမ်းလာများသည့်ထိုနေရာသို့စုပြုံရောက်လာရာ ပတ်စံအကျွေနှင်းငယ်ကိုပြစ်ပီးတော့ခါတွင်မြောက်ကလေးသည်ပတ်စံများကိုကောက်ပြီးနောက်သူ၏တခင်တန်သို့သွား၍ပြေးလေသည်ကျွန်ုပ်တွေ့မြင်ရသည်မြောက်များထဲတွင်အသက်အကြီးဆုံးနှင့်အလိမ်မာဆုံးမြောက်တကောင်ဖြစ်၏အမွေများမှာအသက်အရွယ်ကြီးရင်တစ်ဖြစ်ဦးကောင်းမှအမိဖျားသည့်ညိုပုတ်ပုတ်ရှိ၍နေလေ၏နယ်ရွက်တစ်ဖက်မှာအခြားသရိုက်ဆန်တကောင်ကကြိုက်ဖြက်၍တော်၎င်းလူသားတစ်ယောက်ကရိုက်ပုတ်၍တော်၎င်း အဖျားတွင်အတန်ငယ်ပြည့်လက်ရှိ။သွားများမှာကျိုးဖက်ဆွေးမြင့်လက်ရှိနေလေပြီ။ခြေထောက်များခွင်လျက်အမီးမှလည်းအချို့သောနေရာများတွင်နှရွက်ကဲ့သို့ပဲ့ရွက်နေ၏။မြောက်ပြသောသူမှလည်းအဝတ်ဆုပ်သားသားများရှိသောအဝတ်အစားများကိုပဲကာအရွယ်မှလည်းသူဤမြောက်ကဲ့သို့ပင်ဦးမင်းလက်ရှိနေလေပြီ။ပွဲကြည့်သူများသည်မြောင်နှင့်မြောက်ပြသူ အဖိုးကြီးအားဂယုဏတတ်ဟန်မသူပဲ ပြောင်းလောင်သည့်မျက်လုံးများဖြင့်ကြည့်ရှုလည်ရှိကြ၏မြောင်းနှင့်အဖိုးတို့မှတယောက်တဘောကိုတယောက်နားလည်ပြီးလင်အတွင်တံတမ်းမှလည်းတူတုံစင်းညီရင်အကိုကဲ့သို့တူညီလှပေ၏ကျွန်ုပ်သည်မြောက်ဘွဲကိုတိုးဝဲကြည့်ရှုနေသည့်လူအုပ်များတွင်၌ရက်ကာအင်ဂျီအိတ်ထဲမှ25ဖရန်တန်ဒင်းငါတပြားကိုထုတ်၍ပေးမိပြူရာမြောက်သည်ကျွန်ုပ်ရဲ့အပြုမှုကိုမြင်တင်တဲ့တပြိုင်နက်ကျွန်ုပ်အနီးသို့ခုံပေါက်ရောက်လာ၏ ထုံးနောက်ကျွန်ုပ်လက်ထဲမှငွေကိုယူကာသူ၏တခင်ထံသို့ချက်ချင်းသွားရောက်ပြေးလိုက်လေသည်ကျွန်ုပ်သည်ထိုနေရာမှထွက်ခဲ့ရာ စိတ်ထဲ၌မူမြောက်ပြသောအာရတ်ဖူးကြီးနှင့်မြောက်ကြီးကိုသာစိတ်ထဲတွင်မြင်ရောင်လက်ရှိသည့်ဖြစ်နောက်တို့ပင် သူတို့အားတစ်ချိန်ပြန်၍လှည့်ကြည့်မိသည်ထိုနောက်တရေများချုပ်လို့သည့်ဆိုင်ငန်းဘက်သို့ရောက်လာရာတရေချက်များကိုအတုံးဆောင်မျိုးမျိုးချုပ်လို့လက်ရှိသည်ကိုတွေ့ရ၏ တိုးရိမ်နဲ့စိတ်ရည်များကိုအလွန်နှုတ်ညံ့ပြော့ပြောင်းအောင် ပြင်ဆင်ပြီးလင်ကိုရှင်ထိုင်ကုန်များတရေအိတ်များခီးဆောင်လက်ဆွဲအိတ်များခပတ်နဲ့အိတ်ရလိတ်ကျူးစသည်တို့ကိုပုံစံမျိုးမျိုး ချုပ်လုပ်လက်ရှိနေကြ၏မော်ရိုကိုတရေမှာအလွန်ပြော့ပြောင်းနှုတ်ညံ့၍ကဘာပေါ်တွင် အကောင်းဆုံးတရေဖြစ်သည်ဟုကြော်ကြားလေသည်တို့နှင့်တရေကုန်ပစ္စည်းများရောင်းချရာ ထိုဈေးတန်းသို့ရှောက်သွားစဉ် ။ဩစတြေးလျတိုက်မှတငယ်ချင်းတယောက်ကမှားထားဖူးတွေကိုသတိရသည့်ဖြစ်ဆန်ဒီဇိုင်းတို့ဝင်၍ပတ်စံထည့်ရန်လှပသောပတ်စံအိတ်လေးတစ်လုံးကိုဝယ်ခဲ့လေ၏။လူအုပ်ထဲတွင်အတန်ကြာရက်မိသောအခါကျွန်ုပ်မှဥကောင်းထဲတွင်အတန်ငယ်ကြီးစီစီဖြစ်၍လာသည့်ဖြစ်အပြင်သို့တိုး၍ထွက်ခဲ့၏။အတန်ငယ်ရှောင်မိသောအခါလမ်း၏ချားဘက်တွင်ရုပ်ရှင်ရုံတယုံကိုတွေ့ရသည့်ဖြစ် ကျွန်ုပ်လည်းအာရန်ရုပ်ရှင်ကားများပြနေသောယုံစီတို့လျှောက်လာခဲ့မိ၏ထို့နောက်လက်မှတ်တစ်စောင်ကိုဝယ်ယူပြီးလင်ယုံထဲသို့ဝင်သွားရာယုံထဲမှလူများသည်ကျွန်ုပ်အားလူထုလူဆန်းတယောက်ကဲ့သို့လူတိုင်းလိုပင်မျက်လုံးများဆက်၍ကြည့်နေသည်ကိုတွေ့ရလေ၏ရုပ်ရှင်ပြသလက်ရှိစဉ်ကျွန်ုပ်၏နဘေးတစ်ဖက်တစ်ချက်မှဆိုးရွားသောအနှံ့များရသည့်ဖြစ်သောကြောင့်ရှေ့ကုံနောက်ကုံမှလူများနှင့်ရုပ်ရှင်ကြည့်သူတိုင်းလိုပင် ဝဲများကုတ်နေဒီကိုမြင်ရတဲ့ဖြစ်ကြောင်းကျွန်တော်မှာကူးဆက်မိဆိုတဲ့ဖြစ်အလန့်တရားဖြစ်ကယုံပြင်းတို့ချက်ချင်းထွက်ခဲ့ရလေသည်ရုပ်ရှင်ယုံပြင်းတို့ရောက်တော့ခါမြှောက်ပြတော့အဖိုးကြီးကိုတဖန်တွေ့ရပြန်၏အဖိုးကြီးသည်အုံနေရတခုကိုမှီလျက်ရှိရာမြှောက်ကြီးမှာသူ၏ချင်းတွင်ထိုင်လျက်ရှိနေ၏အနည်းတို့ရောက်တော့ခါအဖိုးကြီးသည်ကျွန်တော်အားစကားပြောလို့တိဟန်ဖြစ်ချင်းကပ်လာ၏ ထိုးနောက်သူသည်မြောက်ကြီးအားတစုံတရာပြောလိုက်သည့်ဖြင့်မြောက်ကြီးကကျွန်းပြစ်လိုက်လေတော့သည်သူနှင့်ကျွန်ုပ်ကဒါဘာလောက်တာလဲကြုတ်ကြည့်ပြီးပြီဟုပြင်သစ်ဘာသာဖြင့်လေတံမာမာပြောလိုက်လေသည်ကျွန်ုပ်မှာပြင်သစ်ဘာသာစကားကိုအတော်အတန်တတ်သည့်ဖြင့်ထိုးနယ်ရှိအာရတ်လူမျိုးများမှလည်းပြင်သစ်ဘာသာစကားကိုလူတိုင်းနေချင်းနားလေကြောင်းကျွန်ုပ်သိပြီးဖြစ်သောကြောင့်ဤကဲ့သို့ပြောလိုက်ခြင်းဖြစ်၏သူနှင့်ပင်မြောက်ပြတော်ဖူးကြီးသည် ကျွန်ုပ်အနည်းသို့ချင်းကပ်လာပြီးနောက်အလွန်ယိုသေးတော်မူအဖြစ်မွန်စီယာဟာ အလွန်တရာသနာကျင်လာတတ်ပါသည်မွန်စီယာပေးတဲ့25ဖရန့်ဒင်းကားဟာငါးဘဲနေတတ်ပါတယ်ဒီတော့မွန်စီယာကိုကျေးဇူးဆက်တဲ့အနေနဲ့ဘေးအန္တရာယ်ကင်းရှင်းအောင်ကျွန်ုပ်လုပ်ပေးချင်ပါတယ်မွန်စီယာရဲ့အိတ်သေးကပစ္စည်းတစ်ခုခုကျွန်ုပ်ကိုခနာပေးပါ ဟုပြောလေသည်ထိုအခါကျွန်ုပ်လည်းတငယ်ချင်းအားလက်ဆောင်ပေးရန် ဈေးထဲမှဝယ်ယူခဲ့သောမော်ရိုကိုတရေဖြစ်ချုပ်ထားသည့်ပတ်စံအိတ်အလုတ်ကလေးကိုအိတ်ထဲမှထုတ်လိုက်၏ထိုအခါမြောက်ပြသောအာရတ်ဂျီသည်အိတ်ကလေး၏အခြားဘက်စွန်းကိုကင်ပြီးလင်ပစံမှဒွတ်ဒွတ်ရေရွက်ကဖြစ်ကျွန်တော်၏လက်ကောက်ဝတ်ကို ဆုပ်ကင်လိုက်၏သို့ရှိစဉ်မြောက်ဂျီသည်ကျွန်တော်၏လက်ပေါ်သို့လှွာခနဲ့ခုန်တက်လိုက်ရာ၎င်း၏မျက်နှာမှာကျွန်တော်မျက်နှာနီးတို့ပင်ရောက်လာတော့၏ တို့ရှိစဉ်ပတ်စံအေးလေသည်ကျွန်ုပ်လက်မှတမန်သလင်းပေါ်သို့လွှတ်ကျသွားလေတော့သည်ထိုအခါကျွန်ုပ်လည်းလက်မောင်းပေါ်တွင် တွေ့ကပ်နေသည့်မြောက်ကြီးကိုခါချလိုက်ပြီးနောက် အောက်သို့ကျသွားသောပတ်စံအိတ်ကိုလည်းချက်ချင်းပြန်၍ကောက်ယူလိုက်၏မြောက်ကြီးသည်ပတ်စံအိတ်ကိုတစ်ချိန်တစ်ချိန်နမ်းရှုံလိုက်သည်ကိုလည်းမြင်လိုက်ရ၏ထိုအခါကျွန်ုပ်မှအတန်ငယ်ဒေါရထွက်လာပြီးဖြစ်သောကြောင့်အင်္ဂလိပ်ဘာသာဖြင့်ဆဲဆိုရေယူလိုက်မိ၏ သို့သောမြောက်เสียအာရက်ကြီးမှမူကျွန်ုပ်နောက်မှထွက်သောစကားများကို အနှဲငယ်များနားလည်ဟန်မတူချေသူသည်အာရက်ဘာသာဖြင့်မြောက်ကိုပြောဆိုရေရွတ်လက်ရှိလေရာမြောက်ကလည်းသူပြောသောစကားကိုနားလည်ဟန်ဖြင့်လက်နှစ်ဖက်ကြားတွင် ဥကောင်းကိုတွင်းကတမန်တလင်းပေါ်တွင်ထိုင်လက်ရှိနေလေသည်ကျွန်ုပ်လည်းတဲခိုတော်ဟိုတယ်သို့ပြန်ခဲ့လေ၏ဟိုတယ်သို့ရောက်သောအခါတကားဆောင်သည် ျွန်တော်နောက်ကြဒီကိုပင် အတန်ငယ်ပြောင်းလောင်လို့တင်းဟဖြစ်ခပ်ပြုံးပြုံးကြည့်နေပြီလင်ကျွန်တော်အားအပေါ်ထက်အိတ်ခမ်းရှိရာသို့ခေါ်သွားလေသည်ထို့နောက်မိကလုံများကိုပြ၍အခန်းတကားတော့ကိုပေးခဲ့လေ၏ကျွန်တော်အိယာမိခံမှာ အလွန်ပင်လုံခြုံ၍အပြင်မှလေးကလေးများတဖြူးဖြူးတိုက်ခဲ့လေရှိ၏ပရင်ပေါက်များမှာတန်တိုင်များစိုက်တူထား၍ပြင်ပရန်တူအတွက်စိတ်ချနိုင်လောက်ပြီ၏ အိယာဝန်ခံနီး၌ကျွန်ုပ်သည်ရှင်းကြီးဟောင်းကိုချွတ်မိပြုရာအင်းကြီးလက်များတွင်၎င်းပတ်စံအိတ်ထည့်ထားသည့်အိတ်တွင်၎င်းမြောင်ဤအနှံ့အပြားရှိနေသည်ဟုစိတ်တွင်မသူမသန့်ဖြစ်မိ၎င်းမှာကျွန်ုပ်စိတ်ကပဲဆွေးနေပြီဖြစ်လေသလိုမပြောတတ်ပေမိတို့ပင်ဖြစ်စီကျွန်ုပ်လည်းရှင်းကြီးဟောင်းကိုချွတ်ပြီးလင်အိယာခေါင်းရင်ဖက်ရှိအင်းကြီးကျိတ်တွင်ချိတ်ထားလိုက်၏ ထို့နောက်ရေမိုးချိုးပြီးလင်ကြောပိုးအိတ်တွင်မှအင်းကြီးအသက်တစ်ထဲကိုယူ၍ဝဲလိုက်လေ၏တနေကောင်ခီးပန်း၍လာပြီးလင်ဈေးဖက်တို့လည်းအတော်ဝေးဝေးလမ်းလျှောက်ခဲ့ရသဖြင့်အလွန်မောပန်းသောကြောင့်ချက်ချင်းပင်အိတ်ပြိုသွားတော်၏နာနာလင်း၍ပရင်ပေါက်မှနေအောင်ချီများထိုးဝင်လာသောအခါကျွန်ုပ်လည်းအိတ်ယာမှနိုးလာ၏အိတ်ယာမှနိုးလင်နိုးခြင်းကျွန်ုပ်သည်ရပန်နေညကတွေးခဲ့ရသည့်မြောက်เสียအာရကြီးနှင့် မြောက်ကြီးကိုပြန်၍သတိရမည်။တတိယယုံများမှာကကျွန်ုပ်၏နှကောင်းတွင်ယမန်နေ့ကရခဲ့သောမြောက်၏အနှံ့အသက်ရနေတကယ်သို့ထင်မိ၏။အကယ်ပင်ထိုအနှံ့အသက်များရှိနေလေသလော။သို့မဟုတ်ကျွန်ုပ်စိတ်ဆွေးနေခြင်းပြီလော။ကျွန်ုပ်လည်းဟိုတယ်မှထွက်ခွာသွားရင်ပစ္စည်းများကိုတင်ဆဲလဲရှိရာ။ခေါင်းရင်းဘက်တွင်ယမန်ညကချိတ်ထားသောပတ်စံအိမ်မှမရှိတော့ချေ။ရင်ပတ်စံအိမ်မှာမြောက်เสียအားရက်ကြီးက ကျွန်ုပ်အားကျေးဇူးတုံ့ပြန်လေးနေဖြင့်ကျွန်ုပ်၏ခေါင်းကျိုးချမ်းသာသွန်းမန်းမှုတ်ပေးလိုက်သည့်ပတ်စံအိပ်ပင်ဖြစ်သည်ပျောက်ပုံကထူးဆန်းလှပေ၏တကားမတော့ကလောက်မှာအလွန်ကောင်းမွန်သောအာမခံတော့ကလောက်ဖြစ်၍မိသည့်နေနေမြအပြင်းမမဖွင့်နိုင်ကြီးကျွန်ုပ်အိယာခေါင်းရင်ဖက်မှလေဝင်ရဖွင့်ထားသည့်ပရင်ပေါက်မှလည်းခြောက်လက်မခန့်ချသောတန်တိုင်များဖြင့်ကာရင်ထားရာမိသည့်လူသားများဝင်နိုင်မည်မဟုတ်ချေ ထို့နောက်ကျွန်ုပ်လည်းတင်္ကာမကင်းဖြစ်ကမိသည့်ပစ္စည်းများပျောက်ဆုံးလေသည်နည်းဟုလှိုင်လံရှာဝေကြည့်ရှုရာပတ်ဆက်များထည့်ထားသည့်ကျွန်ုပ်တည်းအိတ်ဟောင်းကိုမူခေါင်းအုပ်နှဘေးတွင်ယမန်နှင်းညကကျွန်ုပ်ထားခဲ့သည့်တိုင်ပြန်၍တွေ့ရလေ၏ရင်းပတ်ဆံအိတ်တွင်ကျွန်ုပ်၏ငွေများနှင့်အင်္ဂလန်သို့ပြန်ရန်အပြန်တင်မောလက်မှတ်ကိုပါ တွေ့ရသည့်ဖြင့်တော်ပေသေး၏ဟုအောက်မေ့မိ၏ပျောက်သွားသောပစ္စည်းမှာအဖိုးမတန်လှသောအသေးအဖွဲပစ္စည်းတစ်ခုဖြစ်သည့်ပြင် အခန်းကိုလည်းတော့ခတ်ထားသည်ဖြစ်ဤကိစ္စကိုမိသူအားမြမပြောတော့ချေထို့နောက်ကျွန်ုပ်လည်းအခြားပစ္စည်းများကိုတင်ဆက်ပြီးလင်ဟိုတယ်မှထွက်ခဲ့လေ၏ကျွန်ုပ်မှာနနက်စာမစားရသေးသည်နှင့်ဈေးရက်ွက်မြို့စုံဖက်ရှိဟိုတယ်တစ်ခုသို့ရောက်တော့ခါအစာပြေစားသောက်ရန် ထိုဟိုတယ်သို့ဝင်ခဲ့၏ဟိုတယ်ကလေးမှာ အတော်ပင်တက်တက်ရက်ရက်ရှိ၏သို့သောမြို့စုံကြသည့်ဖြစ်များစွာလူမရှုပ်လာချေ ်ရသည်မအစားတောက်များကို စားတော့မည်ဟုဇပွဲထိုးအားမှားလိုက်တော့ခါမကြာမီကျွန်ုပ်ဇပွဲသို့ဘီယာတပလင်အာရပ်ပေါမို့သလုံးစွန်ပလွန်သည့်အနေငယ်နှင့် မှုရောစပားကိုပြုတ်လုထားသည့်မုတ်ချုံများရောက်လာလေသည်ကျွန်ုပ်စားတောက်လက်ရှိစဉ်အသက်40ကျော်ခန့်ရှိအင်္ဂလိပ်လူမျိုး လူကြီးလူကောင်းတယောက်နှင့်တူသောလူတစ်ယောက်သည်ကျွန်ုပ်နှင့်ကက်လက်ရှိသောဇပွဲသို့လာ၍ထိုင်ကားဘီယာများကိုတောက်လက်ရှိနေကြ၏ ကျွန်ုပ်ဒီစားတော့ပြီး၍စီဂရက်တလေးကိုတောက်မိပြုတော့ခါအိတ်ထဲတွင်မိချက်အစင်သက်မပါတဖြစ်ထိုသူထံသို့လှမ်း၍တောင်းလိုက်၏ထိုသူဒီသူ၏ရှမ်းကြီးအိတ်တွင်မှဓာမီးချစ်တလုံးကိုထုတ်၍ပြရာကျွန်ုပ်ဒီစီဂရက်ကိုထုတ်၍မီးညှိပြီလင်ထိုသူပေးသောမီးချစ်ကိုတခဏမျှကြည့်နေမိ၏မီးချစ်ကလေးမှာပလက်တီနမ်ခွန်ရွှေဖြူဖြစ်ပြုလုပ်ထားပြီလင်မီးတောက်သောနေရာနှင့် လက်နှင့်ဖိနှိပ်သောနေရာတို့တွင်ရွှေရောက်နဂါးရောက်လေးကိုတတ်ထား၍နဂါး၏အမိဖျားကိုနှိပ်လိုက်တော့ကနဂါး၏ကတွင်မှမီးတောက်လေးထွက်၍လာလေသည်ကျွန်ုပ်သည်မီးချစ်ကလေးကိုတမနှင့်မြစိတ်ဝင်စားစွာကြည့်ရှု၍တစ်ချိန်တစ်ချိန်မြနှောက်ထက်ချစ်၍နေမိ၏မီးချစ်အားကျွန်ုပ်စိတ်ဝင်စားနေသည်ကို မြင်တော့ကထိုသူကဘယ်နဲ့လဲဗျကျုံမီးချစ်ကိုအတော်တဘောကြနေတယ်မှတ်တယ်ဟုပြောကကျွန်ုပ်အားမိတ်ဆက်လိုအပ်ဖြစ် ကျွန်ုပ်စပွဲတို့ကူးလာလေသည်ထို့နောက်ကျွန်ုပ်တို့လည်းဘီယာတော့ကထွေယာလေးပါးစကားများကို ပြောဆိုလဲရှိကြ၏ထို့ကကျွန်ုပ်ကခမားမီးချစ်လေးကအတော်ဆန်းလို့ကြည့်နေမိတယ်ဗျပလက်တီနမ်နဲ့တူတယ်အပေါ်ကငကားရုပ်လေးဟာတော့နာတော့မဟုတ်ဘူးထုထားတာနဲ့တူတယ်ထို့ကထို့သူက ဟုတ်တာပေါ့ဗျာဟောင်ကောင်ကမိတ်ဆွေတယောက်ကလက်ဆောင်ပေးလိုက်တာဗျတယောက်တွေပဲလောက်တာလားဒါမှမဟုတ်ယူရီးယားလက်ရာလာမပြောတတ်ဘူး ထို့ကကျွန်ုပ်ကဒီကောင်တွေကဒါမျိုးမှအင်တန်လက်ရမြောက်တယ်ဗျ။ကောင်းကောင်းတင်ထားပါဗျာ။ဒီလိုဖိုးရံပစ္စည်းဆိုတာပျောက်သွားမှဆိုရတယ်။ထို့သူမှာပြင်တစ်လူမျိုးတယောက်ဖြစ်၍ဤအရတ်တို့အစိုးရလုပ်ဝတ္တရားနှင့်လာရောက်နေထိုင်ဒီမှာတလားကြော်ကြော်များရှိပြီဖြစ်ကြောင်းခရောင်းဟိုတယ်တွင်တဲကိုနေထိုင်ကြောင်းသူ၏ယာထူးမှာမေဂျာဖြစ်၍ပြင်သစ်အစိုးရ၏ဆယ်မြောင်တူဖော်ရေးလုပ်ငန်းများတွင် ကြီးကျက်နေရသူဖြစ်ကြောင်းကျွန်ုပ်သိရ၏ထို့နောက် secret တလိပ်ကိုထပ်မံမိကြီးဒီတိုင်အောင်ကျွန်ုပ်ဒီထိုနဂါးရုပ်လေးပါသောမိချစ်လေးဖြစ်ချစ်ပြီလင်နဂါးရုပ်လေးကိုတန်အောင်ကြီးရှုနေမိပြန်လေသည်နဂါးရုပ်မှာတရုတ်ဘုံเจ้าများတွင်တွေ့မြင်နေကြနဂါးရုပ်မျိုးဖြစ်၍ဥကောင်းအမောက်ကတွင်ကိုယ်ထင်မှအမိဖျားသည့်သဘာဝကြ၍တေသက်လှပလှပေတော်သည် ထိုသူသည်ဘီယာပလင်းကိုနောက်ထပ်မှပြီးနောက် secret တလိပ်ကိုထိုမိချင်းလေးဖြင့်ချစ်၍မိနေ။အော်ဒါထက်ဒီပစ္စည်းလေးမျိုးဟာပျောက်တတ်တဲ့တွင်ကောင်းကောင်းမွန်မွန်တင်ထားပါလို့ခုတင်ကခမရပြောလိုက်တယ်မဟုတ်လား။ဟုတ်ပါတယ်မေချာ။လက်ဆောင်ရတဲ့ fountain တို့နိုင်တို့မိချစ်တို့ဟာအင်မတန်ပျောက်တတ်ပါတယ်။ Ừm စကားဆက်မိလို့ပြောရအောင်မေ။လွန်ခဲ့တဲ့တပတ်လောက်ကဒီမိချစ်လေးပျောက်သွားဘူးတယ်ခင်ဗျာ။ ပြောက်ပုံကထူးဆန်းလွန်းလို့ခမည်းကိုပြောရောက်မယ်။တညတော့ကျုပ်ဟာပြင်းပြင်းရှိတာနဲ့အာရက်ရုပ်ရှင်ကားတွေကိုပြတဲ့ရုပ်ရှင်ရုံရှိကိုရောက်သွားတယ်။အချိန်ကနည်းနည်းစိုးသေးလို့ရုပ်ရှင်မပြသေးတာနဲ့ကျုပ်လက်ပလက်ဖောင်းပေါ်လမ်းလျှောက်နေတော့အဖိုးကြီးတယောက်ပတ်စံလာတောင်းတယ်။အဝတ်အစားကလည်းညင်ညင်ဆုပ်ဆုပ်ပေးပေးချင်ချင်နဲ့နှုတ်ပေမဲ့သူ့နောက်ကမြောင်လေးတကောင်ကိုလည်းတန်ကျိုးနဲ့ဆွဲလာတယ်။မြောက်ပြတဲ့အဖိုးကြီးနဲ့ပဲတူပါတယ်။ ဒါနဲ့ကျုပ်ကရှီလင်ပြားတပြားပေးမယ်လို့အိတ်သေးကထုတ်လိုက်တော့မြောက်ကလေးဟာဖြက်ကနေကျုပ်လက်သေးကရှီလင်ပြားခုံဆွဲယူပြီးသူ့တခင်ကိုသွားပေးတယ်ဗျို့အင်မတန်လိမ်မာတဲ့မြောက်ကလေးဗျာဒီတော့အဖိုးကြီးဟာပြင်းတစ်စကားမပီကလာပီကလာနဲ့ဒီလိုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လေကျေးဇူးဆက်တဲ့တဘောနဲ့ကျုပ်ပေါ်မှာဘေးဥပတ်အန်တီကင်းရှင်းအောင်လှုပ်ပေးပါမယ်နဲ့ဒါကြောင့်ပစ္စည်းတစ်ခုခုကိုသူမမ်းမှုတ်ပေးလိုက်ချင်ပါတယ်ခဏပြီးပါတယ် အဲ့ဒါလို့ပြောတော့ကျုပ်လည်းအိတ်ထဲကမိချစ်လေးအစင်သက်ပါတာနဲ့ဒီမိချစ်လေးကိုထုတ်ပေးလိုက်တာကိုခမဒီတော့သူဟာမိချစ်လေးကိုလက်နဲ့ဆုပ်ပြီးဗစက်ကတွတ်တွတ်နဲ့ရွတ်တယ်။အဲ့ဒါလို့ရွတ်ဖက်မှန်းမဟုတ်ပြီးတော့ကျုပ်ကိုပြန်ပေးတယ်ဗျ။ပြန်ပေးတော့သူကိုယ်တိုင်မပေးဘူး။မြောက်ကလေးလက်ထဲကိုထည့်လိုက်တော့မြောက်ကလေးဟာမိချစ်လေးကိုနှစ်ခါသုံးခါနမ်းပြီးကျုပ်လက်ထဲကိုလာထည့်တယ်။ဆလံပေးပြီးကျွန်းအောင်တစ်ပတ်ထိုးပြလိုက်သေးတယ်ဗျ။ဟမ် ပြောစမ်းမအောင်ဒါနဲ့ကျုပ်လည်းည7နာရီလောက်မှာဟိုတယ်ပြန်အိတ်မိချစ်လေးကိုစပွဲပေါ်တင်ထားလိုက်တယ်ကျုပ်ပတ်ဆံအိတ်နဲ့လက်ပတ်နာရီကိုလည်းစပွဲပေါ်မှာပဲတင်ထားတယ်ဒါနဲ့မနှက်ကြတော့ဒီမိချစ်လေးမရှိတော့ဘူးဗျာအခန်းတကားကိုကျုပ်ကိုယ်တိုင်တော့ခတ်ပြီးတော့ကိုကျုပ်အိတ်ထဲထည့်ထားတယ်ပြီးတော့ပရင်ပေါက်တွေမှာလည်းငါးလက်မှ၆လက်မှချာတန်တန်တွေကိုစိုက်ထားတယ်။ဘယ်သူမှဝယ်မခိုးနိုင်ဘူး။ ဒါနဲ့ကျုပ်လည်းမင်းရှိပြောက်ပုံဆန်းလွန်းလို့ချက်ချင်းပဲရဲဘက်ကိုတယ်လီဖုန်းနဲ့တိုင်းလိုက်တာကိုဗျ။နောက်နိုင်ဝဲလောက်ကြတော့အင်စပက်တာအဆင့်တန်းရဲရရှိတယောက်ရောက်လာပြီးမင်းရှိလေးပဲလို့ပြောက်သွားတဲ့ကြောင်းကျုပ်ကိုစစ်ဆေးတာပေါ့ဗျာ။ကျုပ်ကလည်းဒီမင်းရှိလေးကိုမြောက်ပြတဲ့သံတောင်းစာဖိုးကြီးကကျုပ်ဘေးအနေကင်းအောင်မနေ့ကပဲမမ်းမှုတ်ပေးလိုက်တယ်ဆိုတဲ့အကြောင်းမှထည့်ပြောလိုက်တာကိုဗျ။ဒီတော့ ကျုပ်အိယာပတင်းပေါက်ကတန်တိုင်းတွေကိုလှဲ့ပတ်ကြည့်ပြီးအင်စပက်တော်ကဟာဟာပတ်ပတ်ရည်လိုက်ရင်ဒီလိုဆိုရင်ဟိုကောင်ကြီးလက်ချက်နဲ့တူတယ်ဆိုပြီးသူဟာစုံစမ်းအောင်မဲ့ကြောင်းတကယ်လို့သူ့ရင်ချက်ချင်းတယ်လီဖုန်းဆက်လိုက်အောင်မဲ့ကြောင်းပြောပြီးပြန်သွားတာပါပဲဗျာကျွန်ုပ်ဒီပီယာပလင်းကိုနှောက်ထမှာယူ၍တောက်လက်ရှိစဉ်မေဂျာကဆက်လက်၍ဒါနဲ့အဲ့ဒီနေ့ညနေပဲရဲဌာနကတယ်လီဖုန်းဆက်ခေါ်လို့ကြုတ်လိုက်သွားတယ် ဟိုရောက်တော့အင်စပက်တော်ကဟောဒီမှာမေဂျာမေးချက်ပြန်ရလာပြီ front တရာနဲ့ရွေးယူခဲ့ရတယ်ဗျာအဲ့ဒါတော့မေဂျာကပေးရလိမ့်မယ်လို့ပြောတာကိုဗျာဒီတော့ကျုပ်လဲချက်ချင်းပဲ front တရာထုတ်ပြီးပြီးမေးချက်လေးကိုဘယ်ပုံပြန်ရခဲ့လဲဆိုတာမေးတော့အင်စပက်တော်ကကျုပ်ထင်တဲ့အတိုင်းပါပဲခင်ဗျာဟိုမြောက်ပြတဲ့ကောင်ကြီးလက်ချက်ပေါ့သူဟာဒီမျိုးလေးကိုနိုင်ငံခြားသားတွေရောက်လာတဲ့အခါပတ်စံကိုမရမကလိုက်တောင်း တောင်းလို့ရတဲ့အခါသူကဂျေဆုဆက်ချင်ပါလေပစ္စည်းတစ်ခုခုကို သူ့အတတ်နဲ့မမ်းမှုတ်ပြီးရင်လက်သက်ပကာရှင်ပြီးဘေးအန္တရာယ်ကင်းရှင်းနိုင်ပါတယ်ဆိုပြီးအိတ်ထဲမှာပါတဲ့ပစ္စည်းလေးတစ်ခုခုကိုတောင်းတာကိုခမဒီတော့အတောင်းခံရတဲ့လူကလည်းသူ့အိတ်ထဲမှာအစင်တက်ပါလာတဲ့ပစ္စည်းကိုရှော့ရှော့ရှူရှူပေးလိုက်တာပေါ့ခင်ဗျာသူမမ်းမှုတ်တယ်ဆိုတာကအလကားညာလုံးပါ လူယုံအောင်လောက်တာပဲ အမှန်ကတော့သူကမြောက်ကိုဒီပစ္စည်းလေးကိုအနှံ့ခံခိုင်းပြီးညမှာပြန်ခိုးခိုင်းတာကိုခမ။မြောက်ဆိုတဲ့အကောင်မျိုးကသူတို့လက်နဲ့ကိုင်းလိုက်တဲ့ပစ္စည်းကိုအနှံ့ခံတဲ့နေရာမှာဘယ်တတ်တော်နဲ့မှမတူဘူး။တရနဲ့ရကြပါစေ။သူတို့အနှံ့ခံလို့ရနိုင်တယ်။ပြီးတော့ဒီဧည့်သည်ဟာဘယ်ဟိုတယ်ကဘယ်အခန်းမှာတဲတယ်ဆိုတာအမှတ်တမဲ့ဒီလူကြီးကလိုက်ကြည့်ပြီးညကျတော့ဒီပစ္စည်းကိုရအောင်တူးမြောက်ကိုအခိုးခိုင်းတာကိုခမ။ လူပြောတော့မှကျုပ်ခေါင်းထဲမှာဒီပြဿနာရှင်းသွားတော့တာပဲဗျဒါနဲ့ကျုပ်ကဒီလိုဆိုရင်ဒီလူမျိုးကိုအစိုးရကဖမ်းပြီးအရေးမယူဘူးလားလို့မေးတော့အင်စပက်တာကအရေးမယူဘူးတော့မဟုတ်ဘူးပေါ့ခင်ဗျာနှုတ်ပေမဲ့သူတို့ခိုးတဲ့ပစ္စည်းကလည်းထိုက်ထိုက်တန်တန်မဟုတ်လားပဲအသေးအဖွဲဆိုတော့တခါတလေလဲရဲဌာနကိုနှစ်ချက်သုံးချက်ရိုက်လွတ်ပြီးကိစ္စပြီးတာပါပဲအခုမေကြမီချင်းပြန်ရဖို့ကိစ္စတော့ ကျွန်တော်ကိုယ်တိုင်လိုက်သွားပြီးချော့တလက်ချော့တလက်မေးတော့မှ လူတယောက်စီမှာ friend တရားနဲ့ပေါင်ထားတဲ့အကြောင်းပြောလို့ပြန်ရခဲ့တာကိုခမရလို့ပြောရပြဒီတော့ကျုပ်လည်းကိုပစ္စည်းကိုပြန်ရရင်တော်ပြီဆိုပြီးနောက်ထပ်မရှိချင်တာနဲ့ဒီကိစ္စကိုပြီးလိုက်ရတယ်อืมခမရမိချစ်ပြောက်ရာဇဝင်လေးကတော့အတော်စိတ်ဝင်စားစရာကောင်းတာပဲပြုဟုတ်ပြောပြီးနောက်ကျွန်တော်ဤပတ်စံအေးပျောက်ပုံကိုပင် မေဂျာအားပြန်၍ပြောနိုင်ရင်အချိန်မရတော့ဘဲမက်ဂရီမြို့မှထွက်မိမော်တော်ကားကြောင့်မှမီမီဆိုးတဲ့ဖြစ်မေဂျာအားနှုတ်ဆက်ကအာရတ်ဟိုတယ်လေးတွင်မှချက်ချင်းထွက်လာခဲ့ရလေရောတည်းဟုတ်ကဲ့ပါခင်ဗျာဒီနေရာလေးမှာပဲဆရာကြီးတကုံရွှေများရေးသားထားတဲ့မြောက်တရက်ခန်းဆိုတဲ့ဝိတ္ထုဇလံလေးပြီးဆုံးလို့တော့ပါပြီခင်ဗျာ နားဆင်ပေးသူအားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ခင်ဗျာ